နေတဲ့သဘင်တွေ90ရာခိုင်နှုန်းကျော်ပြန်လည်ကောင်းမွန်စေတယ်ဆိုတဲ့ဂျပန်နိုင်ငံကယူကိုသဘင်ဆေးနဲ့ကြွက်သားရောင်ရမ်းနာတွေကိုတက်တာပျောက်ကင်းစေတဲ့ freedom ပစ္စည်းနှမျိုးကိုဩဂတ်စတလရက်နေ့ကရန်ကုန်မှာစတင်မိဆက်ခဲ့ပါတယ်။ဓာတ်ဥစိုးစေးတွေကြောင့်ပျက်စီးသွားတဲ့သဘင်သားတွေကိုပြန်လည်ကောင်းမွန်စေသလိုနောက်ထပ်သဘင်ကောက်သဘင်ဖြောင်းရမှာလည်းထပ်ပြီးမပျက်စီးစေနိုင်တဲ့ယူကို hair product ကို Novoda Hotel မှာမိဆက်ခဲ့ပါတယ်။ယူကိုရမရှိတာဟာဂျပန်မှာသဘင်ပညာရှင်ဖြစ်နှစ်30ကျော်ကြာရည်တည်ခဲ့ပြီး အဘာကျော်နန်လိုဆန်းစစ်ကိုတီထွင်ခဲ့သူလည်းဖြစ်တယ်လို့ဆိုသူကကက်သရင်းဝါဝါဆိုပါ Miss Yukoyama Shita Yuko brand ကိုတီထွင်တဲ့လူဖြစ်ပါတယ်သူက hair beautician ဖြစ်ဂျပန်မှာနှစ်30ရက်တည်ခဲ့တာပေါ့နော်ပြီးတော့ဒီ Yukoyama Shita ကဆန်းစစ်ကိုကဘာကျော်နာနိုဆန်းစစ်ကိုတီထွင်တဲ့လူလည်းဖြစ်ပါတယ် Yuko hair product ကြတော့ C Game ရဲ့ official sponsor လည်းဖြစ်တယ် စပင်ကောက်တာဖြောင်းပြီးတော့ပျက်စီးနေတဲ့စပင်ကိုထပ်ပြီးတော့ဂလူကိုစေးသုံးပြီးတော့ကောက်တယ်ဖြောင်းနေဆိုရင်လုံးဝမပျက်စီးဘဲနဲ့အရင်ပျက်စီးနေတဲ့စပင်တွေကိုပြန်လဲကောင်းမွန်စေရအတွက်ကျွန်မဒီ hair product ကိုသွင်းဖို့အကြံရလာပါတယ်။ Yugo hair product က chemical ကိုသုံးဆွဲရတဲ့ chemical သုံးဆွဲရတဲ့စပင်တွေကို90%ပြန်လဲကောင်းမွန်စေပြီးတော့ Yugo hair product သုံးပြီးတော့စပင်ဖြောင်းမယ်ဆေးဆိုးတာကိုဒီချိန်ထဲလုပ်လို့ရပါတယ်။ နောက်ထပ်မိတ်ဆက်တဲ့ကုန်ပစ္စည်းကတော့အကွာမတန်နည်းပညာသုံးထားပြီးကြွက်သားတွေရောင်ရမ်းတဲ့အခါပလတ်စတာကပ်လိုက်တာနဲ့ခနာကိုရဲက bioelectrical current ကိုထိမ့်ညှိတာကြောင့်ကြွက်သားတွေပြန်လဲလန်းဆန်းနေတဲ့ feedan ဖြစ်ပါတယ်။မြမပြည်သားတွေအလုတ်ထဲမှာတနေကုန်ပင်ပန်းနွမ်းနေပြီးအိမ်ပြန်ရောက်တဲ့အခါဈေးချွချိုတတာနဲ့အနားယူနိုင်စေဖို့ဖြစ်တယ်လို့ကိုအောင်ကျော်ဖြိုးကရှင်းပြပါဗျ။စင်ကာပူစီးကိတ်မှာလဲစပွန်ဆာပေးခဲ့တဲ့ကုန်အမှတ်တစ်စိတ်ပါလို့ဆိုပါတယ်။ မြန်မာပြည်ကို better life ပေးချင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့အာကျွန်တော်တို့အားလုံးတနေ့ကုန်အပင်မမန်လို့လို့ရှင်းကြဦးဆိုကင်မရာဆိုလဲကင်မရာမန်နေလျောက်လှုပ်ရှားနေရတဲ့နေထားမျိုးမှာသူတို့ကတနေ့ကုန်မဆယ်တင်းတင်းတောင်းနေမှာပေါ့နော်။အဲသူတို့ပြန်ရောက်လာခဲ့တဲ့အခါကျအိမ်ပြန်ရောက်လာခဲ့တဲ့အခါကျရင်အိမ်မှာပို့ပြီးတော့ relax ဖြစ်နိုင်အောင်အာဈေးအဖိုးခတက်တက်တသာနဲ့အိမ်မှာ relax လုပ်နိုင်အောင်အာကျွန်တော်ကအဲလိုမျိုးစေတနာမျိုးနဲ့အဲယူလာခဲ့တဲ့ fighter မျိုးနောက်တစ်ခုအနေနဲ့ကဘာလဲဆိုတော့ ဒီအာကသသမားတွေတခြားနိုင်ငံအာကသသမားတွေ DPC ကိုသုံးပြီးတော့ပို့ပြီးတော့ high performance ဖြစ်အောင်လို့လုံးနေတဲ့အချိန်မျိုးမှာကျွန်တော်ကလည်းကျွန်တော်တို့စီမံရှိတဲ့အာကသသမားတွေကိုအာ DPC မျိုးသုံးပြီးတော့ဘန်းလူရီလူနောက်တစ်ခုကဒီဟိုအောင်အောင်မြင်အခုအောင်မြင်နေရာထက်ပို့ပြီးတော့အောင်မြင်အောင်အာဖြစ်လာစေခြင်းတယ်ဒါကြောင့်မလို့ကျွန်တော်က Python movie မှာပြုတ်ယူလာခဲ့တာဖြစ်တယ် Miss Myanmar International 2014အလမဲ့ခင်ဝေဖြိုဟန်ကိုရှုကိုရဲ့ brand ambassador ဖြစ်ခန့်လိုက်တာကြောင့်သူ့အနေနဲ့ဝမ်းသာပါတယ်လို့ဆိုပါတယ် မ recommend လုပ်ပေးချင်တာဘာဖြစ်လဲဆိုတော့သပင်ပျက်စီးမှုမရှိဘူး product တွေက variation လည်းရှိတယ်အခုသုံးရလည်းအရင်ကြိုက်တယ်ပြီးတော့အခု brand ambassador ဖြစ်သွားတဲ့အနေနဲ့လည်းအရင်ပြောပါ